ဆရာရွှေဦးတောင်ရေးသားသည့်ရုပ်ခွဲညံခွဲနှင့်အခြားဝိတ္ထုတို့များရွှေဦးတောင်1889 1983မန္တလေးမြို့ဝါရံရက်ွက်တွင်အဖဦးအေယာအမိဒေါ်ရွှေတို့မှ1889ခုနှစ်အောက်တိုဘာလ24ရက်ကြာသာပတေးနေ့တွင်မှွေဖွားသည်အမည်ရင်းမှာဥဖေသိန်းဖြစ်သည်၄နှစ်သားအရွယ်တွင်မန္တလေးမြို့ဗုဒ္ဓဘာသာသီလရှင်ကျောင်း၌ပညာသင်ကြားသည် ထို့နောက်လူကျောင်း၊ဘုံကြီးကျောင်း ABM ကျောင်းတို့သို့အစင်းစင်ပြောင်းရွှေ့ပညာသင်သည်1908ခုနှစ်တွင်ကလကတာတက္ကသိုလ်အသီးအမှတ်ပြု entrance ဆောင်ပွဲကို အောင်မြင်သည်မန္တလေးဗုဒ္ဓဘာသာကျောင်း ABM ကျောင်းနှင့်ကန်ညီရွာအင်္ဂလိပ်ကျောင်းတို့တွင်ကျောင်းဆရာ ရွှေဘူအရေးပိုင်ယုံတစ်တော်စရီမန္တလေးလေယာစိုက်ပျိုးခြင်းနှင့်သမဝါယမမင်းကြီးယုံ၌တောလိုက်စရီသူရိယမဂ္ဂဇင်းအယ်ဒီတာ မြမပြူဟာကြားနဲ့တွေ့ဖက်ထုတ်ဝေသူ New Burma သတင်းတိုက် Secretary 1926ဘကိုးမြို့ Korean Survey အသင်းဘာသာပြန်ဆရာ1930သူရိယသတင်းစာ Editor 1936လူတို့သတင်းစာ Editor ချုပ်လူသားပြည်သူနေစဉ်သတင်းစာ Editor ချုပ်1964-1968စသည်ဖြင့်ဆောင်ရွက်ခဲ့သည်ကမ္ဘာငြိမ်းချမ်းရေးကွန်ကရစ်မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် တရုတ်နိုင်ငံဆိုဗီယက်နိုင်ငံများတို့ရောက်ရှိခဲ့သည်1935ခုနှစ်မြဝင်မာရှိရင်းညတွင်ရန်ကြီးအောင်ဝိထုကို ပထမဆုံးရေးသည်ဝိထုရှိ90ကျော်ဝိထုတို့300ကျော်ကို စီလျော်အောင်မိញမ်းပြည့်၍၎င်းဓာတ်ရိုက်မြမာပြန်၍၎င်းရေးသားခဲ့သည်စုံတော့မောင်ဆန်ရှာဂျမတာကိုကိုကြီးယူပညံကြီး ယူပကလျာဏီပထမဆရာသိန်းဇော်ဟိတ်သူတော်စိန်စသည်တို့မှထင်ရှားသောအမီးဝိထုများဖြစ်သည် ရတနာတိုက်မျော်တလင့်လင်သူရဲကောင်း၃ယောက်သွေးစုံမြေစသည်တို့မှာဓာတ်ရိုက်ပါတာပြန်ဝိထုများဖြစ်သည်ပင်ကိုရေးဝိထုများတွင်ရန်ကြီးအောင်မှထင်ရှား၏ဘာသာရေးအထွေထွေဘဟုတုတခီးသောမှတ်တမ်းကိုရေးအထုပ်ပတိကျမ်းမာရေးညင့်ကြီးပွားရေးစာအုပ်များကိုလည်းပြုစုခဲ့သည်မျော်တလင့်လင်ဖြင့်1952ခု စာပေပိတ်မှန်ဘာသာပြန်စုသွေးစုံမြေဖြင့်1955ခုစာပေပိတ်မှန်ဘာသာပြန်စု တသက်တာအမှတ်တမ်းနှင့်အတွေ့အခေါ်များဖြင့်1962ခုနှစ်စာပေပိတ်မှန်သုတပတိသာစုရရှိခဲ့သည်30ဩဂုတ်1983တွင်မန္တလေးမြို့၌ကွယ်လွန်သည်ငွေဥတောင်ဤရွှေဥတောင်အကျဉ်စာရေးဆရာတယောက်ဤစာများကိုသဘောကျလာသောအခါထိုစာရေးဆရာကိုကြည်ညိုလာခြင်းထိုစာရေးဆရာ၏ရုပ်လက္ခဏာကိုကြည့်လို့မြင်လို့ချင်းလည်းရေးလက်သားကလေးများကိုမြင်လို့ချင်း တတ်နိုင်ခဲ့ရင်ထိုစာရေးဆရာနှင့်မိဖွဲ့လူချင်းများမှာစာဖတ်ပရိသတ်များ၏သဘာဝဖြစ်လေသည်တို့ရရင်မြမစာရေးဆရာကြီးများအနေစာဖတ်ပရိသတ်များကသူတို့တပ်ပုံကိုမြင်လိုပါလျက်နှင့်ယခုအထိဟုတ်တိပတိမတွေ့မမြင်ရဘူးသေးသောစာရေးဆရာများမှာများများဆဆမရှိအပြီးအလွှားကြီးမှနှစ်ယောက်တည်းရှိနေသည်၎င်းတို့မှာကွယ်လွန်သူသိပ္ပံမောင်ဝအရေးပိုင်ဥစိန်တင် ICS နှင့်ယခုဖော်ပြမည်ဆရာကြီးရွှေဦးထောင်တို့ဖြစ်လေသည် ဆရာကြီးရွှေဦးတော်မှာစာအုပ်များတွင်ထည့်သွင်းရန်အပထားရဓာတ်ပုံရဲရုံမျှကိုပင်ညီသည့်အခါမှသဘောမတူခဲ့ပေဓာတ်ပုံသာမဟုတ်ရွှေဦးတော်ဟူသောအမည်သည်ပင်တခင်ကိုရောမိုင်းဘာကြီးဘဘီဆရာကြီးပီမိုနင်းတို့ကြောင့်သာဖြစ်ပေါ်ခဲ့ရ၏ထိုဆရာတို့ကသာမတိုက်တွန်းမှမူကားယခုအထိ၎င်း၏စာများဝိထုများမှာရေးသူအမည်ပါကောင်းမှပါပေမည်ဘာကြီးဘဘီတို့လက်ထက်သူရိယမထုတ်သည့်ရန်ကြီးအောင်နှင့်ရတနာပုံဝိထုကြီးများတွင် ရေးသူအမည်ကိုမဖော်ပြခဲ့ပေ။ယခင်တပတ်စာပေသားတွင်သင်္ခါကကဘာကျော်တိုက်သောမြမဝုထုဟူသောအမည်နှင့်ချီးကျူးထားသော ရန်ကြီးအောင်ဝုထုကြီးမှဆရာကြီးရွှေဦးတော်၏ကိုပိုင်စိတ်ကူးနှင့်ရေးသော ပထမဆုံးဝုထုဖြစ်လေသည်။ထို့နောက်ယဒနာဘုံကိုပြန်ဆိုရေးသား၏သို့ရာတွင်အကြောင်းအလျော်စွာယဒနာဘုံကို ပထမစတင် ပုံနှိပ်ခဲ့လေသည်။ထို့နောက်ယူပနန်ကြီးကိုရေးလျာထိုဝုထုပထမပုံနှိပ်ခြင်းအထိ လောင်အမည်ကိုမတုံးခဲ့သေးပဲရန်ကြီးအောင်နှင့်ရတနာပုံဝတ္ထုများကို ရေးသားသူရေးသည်ဟုသာတာမန်အဖြစ်ဖော်ပြခဲ့လေသည်ဝတ္ထုများမှာတစ်ခုပြီးတစ်ခုကြော်ကြား၍လာနေရာဝတ္ထုရေးသူ၏အမည်ကို စာဖတ်ပရိသတ်များကသိကျင်၍လာကြသောကြောင့်စာအတန်တန်လူအမျိုးမျိုးလာရောက်ဝေမျက်ကြလေသည်ထို့အခါကဆရာကြီးသခင်ကိုရောမိုင်းဆရာကြီးပီမိုနင်းနှင့်ဆရာကြီးရွှေဦးတောင်းတို့မှဘာကြီးဘဖေဤသူရိယရင် တခန်းထဲ၌အလုပ်လုပ်ကြရာကြော်ကြားလိုသည်မလိုသည်အပါထား၍ကလောင်နေမဲတစ်ခုကိုကမှဲ့ထားရန်တင်ကြောင်းနှင့်ဝိုင်း၍တိုက်တွန်းကြသဖြင့်အမိမောင်ဖေသိန်းဇာတိမန္တလေးဖြစ်သောကြောင့်မန္တလာသိန်းဟူသောအမိကို ပထမစိတ်ကူးမိသည်တွင်သခင်ကိုရောမိုင်းကမောင်ဖေသိန်းနမဲကကောင်းတော့ကောင်းပါရဲ့ကွာညို့ပေမဲ့ပြော့ညံ့ညံ့နဲ့မင်းသားဆန်လာတယ်ခုကန့်ကွက်သောကြောင့်ရွှေဦးတောင်းဟူသောအမိကိုရွေးချယ်လိုက်ရာယူပနန်ကြီးကို ဒုတိယအကြိမ်ထပ်မံရိုင်းနှီးမှာပင် ရေးသူရွှေဦးတောင်ဟူသောအမည်ကို စာဖတ်ပရိသတ်များတွေးရှိကြရလေတော့သည်ထိုစဉ်ကသတင်းစာတွင်နေ့စဉ်ပါသောယဒနာပူရဝိထုမှာအလွန်ကြော်ကြားလေရာထိုဝိထုတွင်ဇက်လိုက်မင်းသား၏အမည်မှာမောင်ထွတ်မြတ်ဖြစ်လေသည်ကြော်ကြားသည်ဆိုတော့လေလူလက်ပိုင်းလူငယ်ပိုင်းတွင်သာကြော်ကြား၍လူကြီးပိုင်းကမူကာလဘောဝိထုဆိုရင်ဇိနထပကတနီ950ရိုးနှင့်နိုင်ရှင်ပြီးနေ တွေ့ကြရရှစ်တောင်းရှောက်ရေးထားသောသမက်ဖလာပါစာများဖြစ်သည်ဟုယူဆကြရုံဖြစ်လေသည်ဝိတုရေးဆရာကဇက်လိုက်ညံမဲကိုမောင်ထွန်းမြတ်ဟုရွေးလိုက်သည်မှာအတိတ်ပဲရှိလေသည်ထိုစဉ်ကပွဲစားကြီးဥထွန်းမြတ်ဆိုသည်မှာနိုင်ငံရေးတွင်မပါဝင်သောကြောင့်တူတာတင်းညိုလောင်နာမည်မကြီးတော်လဲအစဉ်အတန်းမှမူကတူတာတင်းညိုညင်ဒရန်းစားလဲဖြစ်သည်ဖြင့်စာရေးဆရာသည်ဥထွန်းမြတ်၏လောက်ကင်ကြံစီပေါ်အကျင့်စာရိုက်တာတို့ကို အကြောင်းအလျော်စွာကြားသည့်သဖြင့်သဘောကျပြီးလျှင်မိမိဆက်လိုက်အမိကိုမောင်ထွတ်မြတ်ဟု၍အမည်လိုက်လေသည်ယခုအခါတွင်၎င်းပွဲစားကြီးဦးထွတ်မြတ်ကိုအစွဲပြု၍ဦးထွတ်မြတ်ဟု၍ပင်ကြောင်မြောင်းဘက်၌ရှိပေ၏ဖြစ်ပုံကားဦးထွတ်မြတ်သည်မိမိ၏အမိကိုယတနာပူရဝုထုတွင်တွေ့ရလျာသူရိယတိုက်သို့ကိုတိုင်လာရောက်ပြီးလျှင်မောင်ရင်တို့ကျုံနာမည်ကိုဝုထုနှင့်ထည့်ရေးပြီးတွေ့ခရာမဟုတ်တရုတ်တွေတော့မလောက်ကြပါနဲ့ကွယ်ဟုတောင်းပန်ရှာနေသည်နောက်ပိုင်းတွင်ကား ဝိတုပါမောင်ထွတ်မြတ်ကိုသဘောကျလာလေရာပွဲစားကြီးကိုတိုင်းမင်းလာပြန်၍ဒီလိုဆိုတော့လေတဲဟုတ်ပါလားဟဲ့တဲစာရေးကောင်းတဲ့တငယ်ဟုချီးမွမ်းသွားပြန်နေသည်ဆရာကြီးရွှေဦးတောင်း၏အကြောင်းကိုတစုံတစအေးသားဘူးသူများကအမတ်ကြီးလဝဲတုံဒရာအမတ်ကြီးတို့နှင့်တခက်သေးကြော်ကြားခဲ့သောအမတ်ကြီးသုံးပါမင်းကြီး၏အဆက်အနွယ်ဖြစ်လေသည်အံ့ဩဖွယ်ကောင်းသည်မှာရေဘူးရအားဖြင့်အကျဉ်သူတယောက်သည်မိမိ၏မျိုးရိုးညင့်ပတ်သက်၍ မိမိ၏အထက်ကို50ထပ်ပို၍မှတ်မိနိုင်မှုခဲရင်တော်လဲဆရာကြီးရွှေဦးတော်မူကယူပညာကြီးဝတ္ထုတွင်ကုမာရမောင်စောနိုင်တို့၏အမျိုးအနွယ်ကဲ့သို့မိမိ၏အနွယ်အဆက်ကိုဘိုးတော်ဖရာ၏သုံးမမင်းကြီးလက်ထက်မှစ၍ယခုတိုင်အောင်မှတ်သားလာခဲ့ခြင်းဖြစ်လေသည်ဆရာကြီး၏ဖခင်မှာတိဘောမင်းတရားကြီး၏လွတ်တော်ယုံစည်ကြီးဥအေယာဖြစ်၍ဤကမှာ အတွင်းအပြိုတော်ကြီးတင်းင်းကတိရွာစာစာရောဖက်ခင်းလေးရွှေဒေါ်ရွှေဖြစ်လေသည် ပြီးခင်မှာမန္တလေးသူဖြစ်၍ဖခင်မှာရွှေဘိုစီရင်စုဝက်လက်နယ်လဝဲတုံတရာအမတ်ကြီးမွေးဖွားရာမကြီးတုံရွာဇာတိဖြစ်လျာအင်္ဂလိပ်မင်းများလက်ထက်တွင်ဖခင်ဤဇာတိဖြစ်သော မကြီးတုံရွာ၌ပင်အေးအေးချမ်းချမ်းနေထိုင်ခဲ့ကြသဖြင့်ဆရာကြီးရွှေဦးတောင်မှလည်းမကြီးတုံရွာဤပဝန်းကျင်မှာပင်ငယ်စဉ်ကနေထိုင်ခဲ့ရလေသည်သို့ဖြစ်၍ဆရာကြီးရွှေဦးတောင်ဤဝတ္ထုများမှာ များသောအားဖြင့် မိမိငယ်ကိုနောက်ခံကားပြုလုပ်၍အရေးအသားများခဲ့သည်ကိုတွေ့ကြရပေမည်။ဆရာကြီးရွှေဦးတောင်ဤစာများမှာရှေးခေတ်ကယဒနာဘုံ၊ရန်ကြီးအောင်၊ယူပဉဏ်ကြီး၊ယဒနာပူရ၊သိန်းထိုက်တို့ဖြင့်ကြော်ကြားခဲ့၏။နောက်ခေတ်တွင်မူကားစုံတော့မောင်ဆန်ရှားနှင့်အခြားဝတ္ထုများကြော်ကြားခဲ့ပေ၏။များသောအားဖြင့်ဆရာကြီးသည်ဘာသာပြန်ဝတ္ထုများကိုရေးသားခဲ့သည်ဖြစ်ရာရွှေဦးတောင်ဆိုရင်ဘာသာပြန်ကြီးသာဖြစ်သည်ဟု အချို့စာဘက်ပြည်သက်များကအမှတ်ထင်ခဲ့ကြနေသည်ရှေးခေတ်ကရန်ကြီးအောင်ရတနာပူရနှင့်နောက်ခေတ်တွင်လမ်းနှစ်သွဲလွမ်းအောင်ဖန်ဝတ္ထုရှိကြီးများမှာဘာသာပြန်များမဟုတ်ကြပေအခြားသောဘာသာပြန်မဟုတ်သည့်ဝတ္ထုတို့ပေါင်းများစွာရှိသည်ဤဘာသာပြန်ဆိုရ၌ဓာတ်ရိုက်ပြန်ဆိုခြင်းဇလန်းကိုသာယူ၍မြမတဘာဝနောက်ခံနှင့်စီလျော်အောင်ပြန်ဆိုခြင်းဟု၍နှစ်မျိုးရှိရာယဒနာတိုက်ဆော်လမုန်တိုက်ဝါသုံးလုံးအိုင်ဘင်ဟိုနှင့် မကြမီကမန္တလေးလူထုမှထုတ်ဝေသောဘတ်စကာဘီခွေးကြီးတို့မှဓာတ်ရိုက်ပြန်သောဝိထုများဖြစ်၍ယေဒနာဘုံယူပနန်ကြီးနှင့်စုံတော့မောင်ဆန်ရှာစသည့်များစွာသောဝိထုများမှာကစီလျော်အောင်ပြန်ဆိုခြင်းဖြစ်နေသည်ညီသည့်ညီညင်းဖြစ်စေမူလဝိထု၏အရသာကို မပြတ်အောင်ပြန်ဆိုနိုင်ခြင်းအထူးသဖြင့်စီလျော်အောင်ပြန်ဆိုရ၌လေးတောင်ပေါက်နှင့်အဝိုင်းလုံးကဲ့သို့မဟုတ်ဘဲအဝိုင်းလုံးနှင့်အဝိုင်းပေါက်ကဲ့သို့ချက်ချက်ရဲရဲနှင့် အရသာတင်ပြည့်ကြပြည့်ပါအောင်ယူငင်ရေးသားနိုင်ခြင်းမြည်သည့်အခါမဆိုမြမစာကိုခန့်ခန့်ညာညာနှင့်ပီပီတတရေးသားနိုင်ခြင်းတို့မှာဆရာကြီးရွှေဦးတော်၏ထူးခြားသောသူမတူသည့်လက်ရာများဖြစ်ကြလေသည်ဤတွင်ဘာသာပြန်ဆိုမှုနှင့်ပတ်သက်၍ပြဿနာတစ်ခုရှိသေး၏အချို့သောသူများကဝိထုကိုဘာသာပြန်ဆိုရေးသားခြင်းသည်노သက်ခံ၍ဆိုခြင်းဖြစ်သောကြောင့်ကိုပိုင်းစိတ်ကူးနှင့်ရေးသားရသလောက်မခက်ခဲလျှင်ခပ်ပော့ပော့ပြောဆိုတတ်ကြလေသည် မြမစာပေလောကတွင်ဘာသာပြန်များသည်ခေတ်စားနေလျာဘာသာပြန်ဆိုလျင်ပြီးရောသဘောမျိုးနှင့်စာဖြစ်ယုံမြပြန်ဆိုခြင်းတို့အတွက်မူကားပေါ်ပြပါပြောဆိုချက်မှာမယိုင်းလာပေ။တို့ရရင်ညာသောအဖြစ်ဘာသာပြန်ဆိုသူများမှာရည်ရွယ်ချက်ရှိကြနေသည်။ဆရာကြီးရွှေဦးတောင်းတို့လိုအဆင့်အတန်းများအတွက်ဝိတုတစ်ခုကိုကိုယ်ပိုင်စိတ်ကူးဉဏ်ဖြင့်ရင်းနိုင်စွမ်းမရှိသောကြောင့်ဘာသာပြန်ဆိုကြနေသလော။စာပေလောကများကိုကြည့်ရင်မြမစာပေလောကမှာ အင်္ဂလိပ်စာပေလောကနှင့်နှိုင်းရှင်ခြင်းကမထိုက်အောင်ပင်ကျင်းမြောင်းလှပါသေးသည်အင်္ဂလိပ်စာပေလောကမှာမူကားအဖက်ဖက်မှရေပက်မဝင်နိုင်အောင်ပင်ခန်းနာပြည့်စုံလှပါ၏တို့ပင်ဖြစ်လင့်ကစားဥပမာအဖြစ်စာအသားကိုနေတော်၏ရှာလော့ခေါင်းတော်ဝတ္ထုမျိုးမှာကအင်္ဂလိပ်စာပေလောကတွင်ပင်ပြိုင်ဘက်မရှိသော စာအညွန့်အဖူးဖြစ်လေသည်စုံတော်ဝတ္ထုမြောင်များစွာရှိဦးမှန်၏တို့ရရင်ဇလန်းဇက်ကွက်နှင့်တဘာဝထဲ့သွင်းပုံအရေးသားတို့မှာ သူမတူနိုင်အောင်ကောင်းမွန်လျာအာသာကိုနင်တိုင်းအငိမ့်ဆရောက်ပြီးနောက်တူအောင်ရင်းနိုင်နေမိထင်သောစာရေးဆရာတယောက်ကကိုနင်တိုင်းဤအဆက်အညွယ်များထံတွင် ခွင့်တောင်းပြီးလျှင်ရှာလော့ဟ ோம் ကိုဆက်လက်ရေးသားကြည့်လျာနှစ်ပုတ်မပြည့်မီပင်လက်လျှော့လိုက်ရလေသည်ဘာဖြစ်လို့ဘာသာပြောင်းကြီးမလဲဗျာကိုစိတ်ကူးနဲ့ကိုမရင်းနိုင်ဘူးလားဟုအယ်ဒီတာတယောက်ကဆရာကြီးရွှေဦးတော်အားပြောဘူးရာကိုညင်တွိုင်းအဆင့်အတက်မြူမီအောင်ကျုပ်ဘာသာကျုပ်ရေးနိုင်မဲဆိုရင် တပုတ်90နဲ့ဘယ်ရောင်းစားနေမလဲဗျာအင်္ဂလိပ်လိုရေးပြီးအနည်းဆုံးတပုတ်တစ်ထောင်နဲ့ရောင်းစားမှာပေါ့ခုပြန်ပြောလိုက်ရဘူးလေဒီဤကဲ့သို့သောစာအညွန်ဖူးများကိုမြမစာဖက်ပရိသတ်များအားဖတ်ပါစေလိုသောစေတနာသည်ဘာသာပြန်ဆရာများဤအဓိကရည်ရွယ်ချက်ဖြစ်လေသည်ညီသည့်ဝိထုစာပေကောင်းတို့မှမစိုးစာရေးဆရာဤရေးသားလိုရင်းတဘာဝအမြူတီကလေးပါရှိမြဲဖြစ်ရာသူ့လူမျိုးသူ့မျက်စိသူ့တဘာဝအမြင်နှင့်ရေးသားထားသောအရသာခွက်ကို ပထမမြင်အောင်ကြည့်ရှုနိုင်ခြင်းအစွမ်းဒုတိယထိုအရာသာကိုမြမမျက်စိနှင့်အံကိုက်အောင်ယူပြနိုင်ခြင်းအစွမ်းတတိယသူ့တဘာဝနောက်ခံကြီးရေးထားသောဇက်ကွက်ဇလန်းကိုမြမနှင့်အကွက်ကြအောင်ချပေးနိုင်ခြင်းအစွမ်းတို့မှာဘာသာပြန်ဆရာများအတွက်ဂျွန်ပြစ်လောက်အောင်ခက်ခဲသောအခက်အခဲများဖြစ်လျာဆရာကြီးရွှေဦးတောင်အဖို့မှာကထူးခြားသော genius ရှိသူဖြစ်၍သာစွမ်းဆောင်နိုင်လေသည်အင်္ဂလန်ပြည်တောင်ကုန်းတစ်ခုပေါ်ကတိုက်ကလေးတစ်ခုကို မြမပြည်သို့ယူလာရ၌ပိုက်ကလေးကိုမူလအတိုင်းမပြတ်မစည်းစေဘဲယူနိုင်ခဲ့သည်ဆိုစေကမူတောင်ငုံကလေးညင်ရှုမြော်ခင်းတို့မှာကကြံရစ်ခဲ့ရမည်ဟုဆိုနိုင်တော်လဲမြမပြည်တွင်၎င်းတိုက်ကလေးအဖို့အသည့်မျော်ဆုံးနေရာရွေးချယ်ရ၌ဆရာကြီးရွှေဦးတော်သည်အစွမ်းဆုံးသောဆရာကြီးတစ်ယောက်ဖြစ်သည်ဟုဆိုလိုပေသည်ဝိတုရေကများနှင့်ပတ်သက်၍ဆရာကြီးမှာယခုအထိစံချိန်အမြင့်ဆုံးရရှိသည်ဟုသိရလေသည်တရေစာရင်သာပါ၍ စာအုပ်အဖြစ်မရိုက်လိုက်ရသေးသောပေါ်ပြပါယတနာပူရဝတ္ထုကြီးကို ထိုစဉ်ကသူရိယတိုက်မှ600အထိပြည်ပြီးဝယ်ခဲ့နေသည်ဤတွင်ယတနာပုံဝတ္ထုနှင့်ပတ်သက်၍စာဖတ်ပရိသတ်များအမှန်မှန်နေသောအကြောင်းတစ်ခုရှိ၏ဆရာဇဝနဤကောလိပ်ကျောင်းသားဝတ္ထုကိုသူရိယကဝယ်ယူသည်နှင့်ပတ်သက်၍ရေးသောစောင်းမတွင်ဆရာကြီးဤယတနာပုံဝတ္ထုကိုသူရိယက600ကျပ်နှင့်ဝယ်သောကြောင့် ဝိတုရေကအများဆုံးရသူဟုဖော်ပြခဲ့ဘူးရာ အမှန်ကယေဒနာဘုံမဟုတ်ယေဒနာပူရဖြစ်လေသည်၎င်းပြင်ဆရာကြီးဤယေဒနာဘုံဝိတုကိုလန်ဒန်အမအယူ၍ရုပ်ရှင်ရိုက်လီဟန် ပြောဆိုကြရာတွင်လည်းအမှန်အဖြစ်ညမဲချင်းတူယုံသာဖြစ်၍ဇလန်းမှာတခြားစီဖြစ်လေသည်ဆရာကြီးသည် စာရေးဆရာတယောက်ဖြစ်လာမှုနှင့်ပတ်သက်၍အခွင့်တန်တိုင်းသခင်ကိုရမိုင်းနှင့်ဗာကြီးဘဘေတို့ဂျေဆုကို ဖွင့်ဟပြောဆိုတယ်လေသည်မူလက မြန်မာစာရေးဆရာတယောက်ဖြစ်ဖို့ရန်မရည်ရွယ်အင်္ဂလိပ်စာရေးဆရာတယောက်ဖြစ်ဖို့ရန်သာရည်ရွယ်ခဲ့ပေသည်အကြောင်းမူကားစာရေးပင်ဝါသနာပါတော်လဲမြန်မာစာရေးဆရာတယောက်ဖြစ်ရုံများနှင့်အသက်မွေးဝမ်းကြောင်းမဖူးလုံနိုင်မုံကို ရှေးမစွကပင်ကြိုတင်ခန့်မှန်းခဲ့လေသည်သို့ဖြစ်၍အင်္ဂလိပ်စာရေးဆရာတယောက်ဖြစ်အောင်အထူးကြိုးပမ်းနေခြင်းကရာဆရာကြီးဤအင်္ဂလိပ်စာလက်စွမ်းကိုဘာကြီးပါပေကကြီးကေဆက်ဦးခင်မမဟာမင်းကြီးဦးခင်ထွတ်တို့ကောင်းစွာသိရှိကြလေသည် ဆရာကြီးခတ်မှန်းသည့်အတိုင်းမြမစာရေးဆရာကြီးအငက်ငက်အပြက်ပြက်ဘဝတို့တွင်တွဲ၏ညီချင်းမှာထင်ရှားသောသဘာဝကိစ္စတစ်ခုပင်ဖြစ်တော်လဲဆရာကြီးမာမူကအကြောင်းအလျော်စွာယခုအထိကတိလင်ဒဖြစ်ခဲ့ရသည့်အကျိန်များစွာနှဲပါခဲ့ပါပေသည်ဝိထုရေးသည့်အခါမျှနှင့်အသွဲမွေးဝမ်းကြောင်းဖူလုံပါသည်ဟုမဆိုတော်လဲကလာငိုလက်လွတ်၍အခြားအလုတ်ကိုမလုတ်ကင်ရခြင်းသည်ပင်လျော်ကန်သိမ့်မြတ်သောအခွင့်အရေးဟုဆိုရပေမည်အကြောင်းမူကား ဒုရီယရင်ညှလများစွာအယ်ဒီတာလုတ်ကင်ခဲ့ခြင်းဒီစတိတ်ကောင်စီများအဖို့ဥပဒေများကိုဘာသာပြန်ပေးရခြင်းစသောကလောင်လက်မလွတ်ရသည့်အလုပ်များမှာဆရာကြီး၏ဘဝလမ်းခရီးကို အစဉ်ပြေစေခဲ့လေသည်ထို့အချိန်ကဒုရီယမြမအလင်းပညာအလင်းစသောသတင်းစာတို့တွင်ဝိထုရှင်များအပြိုင်အဆိုင်သူထက်ငါကောင်းအောင်ထဲ့သွင်းခြင်းခေတ်စားနေလျာဆရာကြီး၏အစွမ်းအစကိုရိပ်မိသောဘာကြီးဘာဘေတို့က ပထမဝတ္ထုတပုတ်ကိုစံသက်ရေးခိုင်းရမှစ၍နောက်တစ်ကြိမ်ညီသည့်စာအုပ်ကိုဘာသာပြန်ရေးပေးပါဟုခိုင်းနောက်တစ်ကြိမ်ခိုင်းဤနည်းဖြင့်ရွှေဦးတောင်းဖြစ်မှန်းမသိဖြစ်လာရလေသည်ဆရာကြီး၏ဝတ္ထုများအနက်မောင်ဆန်ရှားဝတ္ထုများမှာ အထူးသဖြင့်ညမဲကြီးလျာညမဲရင်းကိုမသိသည့်အချို့သောသူများကဥရွှေဦးတောင်းဟုခေါ်ရမှလဲကြွားကြသောကြောင့်ဥဆန်ရှားဟုယခုတိုင်နှုတ်ကြိုးခေါ်ငယ်နေသူတွေရှိလေသည် အမှန်အဖြစ်ခေါ်မည်ဆိုရင်လဲခေါ်ထိုက်ပါပဲသည် အကြောင်းမှာမြမဝိထုစာရေးဆရာများအနေနဲ့မိမိရေးသောစာနှင့်မိမိရုပ်လက္ခဏာတို့အများဆုံးကိုက်ညီသော စာရေးဆရာမှာဆရာကြီးရွှေဦးတောင်ဟုဆိုနေမှားလိမ့်မည်မဟုတ်ပေ။ဆရာကြီးသည်ငโกနေအဖြစ်ကြည်ကြည်သောမျက်နှာအမှုအရာရှိခြင်းအရက်အမောင်းကောင်းခြင်းကြဲပြန့်သော မေးရိုးပေါ်တွင်စေးတံကို အမြဲတမ်းလိုလို တင်ထားတတ်ခြင်းတို့မှာ၎င်း၏စုံတော့ဥဆန်ရှာတီကြည်ခန့်ညားသောစာပေတို့နှင့်တသားရဲကြာနေလေသည်။စာရေးဆရာလုပ်ငန်းနှင့်ပတ်သက်၍ ဆရာကြီးထံသို့မကြာခဏဆိုသလိုဝါသနာအိုးလူငယ်လူရွယ်များလာရောက်ကြပြီးမြင်မိမိတို့ကိုတပည့်ရင်းတယောက်အဖြစ်သဘောထားပါရန်က အစချီ၍ဝိထုရင်းရန်ဝါသနာပါပုံစာပေအကြောင်းတို့ကိုပြောဆိုတတ်ကြရာ ထိုအခါများတွင်အောက်ပါအတိတ်ပဲပါဝင်သောစကားများကိုပြောဆိုတတ်လေသည်စာပေဝါသနာပါခြင်းအတွက်ကောင်းမွန်တော်လဲစာရေးဆရာတယောက်လို့ဖို့ရမှာကလူတိုင်းညင်မသိညော်ကြောင်းအကျဉ်သူတယောက်သည် စာရေးဖို့ရမျှသာဝါသနာပါ၍ သူတစ်ပါးထက်ထူးခြားသည့် genius မရှိခဲ့သောစာရေးဆရာလုပ်ရန်မသိလျော်ကြောင်းအဘယ်ကြောင့်ဆိုသော၎င်းအမြုတေးမရှိခဲ့ရင်ဇွဲကောင်းတို့လူတိပဲများအောင်တော့နာမည်ကြီးစာရေးကောင်းသူမဖြစ်နိုင်ကြောင်းလူတိများခြင်းနှင့်စာရေးကောင်းခြင်းသည်တခြားစီဖြစ်လေသည်တို့ရရင်စာရေးကောင်း၍နာမည်ပင်ကြီးစေကောင်းမူဖြစ်သလိုနှင့်ညီတတ်ဖို့အရေးအချင်းမှာကျင်းတည်လိုပေသည်မိမိစဉ်းစားမိသလောက်မြမစာရေးဆရာများကြော်ကြားခြင်းမှာလေးစားလောက်ရှိကြောင်း၁ စာရေးတက်လဲကြကောင်းလဲကောင်းတော့ကြောင့်နာမည်ကြီးကျော်ကြခြင်းဥပမာပီမိုးညညို့လို့ပေါ့နှစ်စာရေးတက်လဲကြကောင်းလဲကောင်းမှလည်းလူကြိုက်မများခြင်းအဲ့ဒီဟာတော်တော်ကွာကြတယ်သူခမအရေးကောင်းမှရနေလူကြိုက်မများကြရှာဘူးအင်္ဂလိပ်စာပိညာမှသာဆိုရင်ဒီလူတွေဟာပထမတန်းကညီတာပေါ့သူတို့စာတွေကကောင်းလို့နေတော့ကောင်းတယ်လို့တော့ဝန်ခံမရဲ့လူတိုင်းမဖက်ကြဘူးအဲ့ဒီတော့သူတို့ရဲ့စာတွေကိုထုတ်ဝေသူတွေကကောင်းမှရနေ စီးပွားရေးငဲ့ပြီးမထုတ်ဝေဝမှု3မကောင်းမင်မဲဇွဲကောင်းပြီးစာရေးသက်ကြလို့လူတိများခြင်း4စာရေးသက်လည်းမရှိ ကောင်းနေမကောင်းမင်မဲပုံနှိပ်ထုတ်ဝေသူညင်အလွမ်းသိသူမဟုတ်မိမိကိုယ်တိုင်ကပုံနှိပ်ဆက်ထောင်းနိုင်လို့နာမည်ကိုအတင်းကြော်ညာပေးတော့ကြောင်းလူတိများခြင်းတို့ပေါ့ကွယ်ဘယ်သူစာများဟာရေးလိုက်တာလဲလွန်ပါရောဘယ်တော့မှလည်းကောင်းနေမရှိဘူးလို့ပြောတဲ့မျိုးတွေနာမည်ကျော်ဝိဇ္ဇာကြီးဘသူရေးသားတော့ဆိုတဲ့ ကိုဟာကိုကြော်ထားတဲ့ကြော်ညာမျိုးတွေတွေ့ရတော့ပြုံးပုံတွေတွေ့ရပေါင်းများပြီပြီးမိုးနေသိပ်ပံမောင်ကသခင်ကိုတော်မိုင်းတဖုံကြီးသိမ့်ဖေဇဝနာတို့ဟာစာရေးအမြူတီရှိတဲ့ဆရာတွေပေါ့အစရှိသဖြင့်ပြောဆိုတတ်လေသည် စာရေးဆရာလောကရင်လှုပ်တက်ကြသော ရေးကျင်သူရေး၍ယူလာသောကော်ပီကိုလက်မှတ်ထိုးပေးခြင်းသူတစ်ပါးရေးထားသောဝတ္ထုသူတစ်ပါးဘာသာပြန်ထားသောဝတ္ထုကိုနာမည်ပြဝင်ယူပြီးနှင့်မိမိအမည်ဖြင့်ထုတ်ဝေခြင်းစသော မတမာသည့်ကလကာတွင်းအလုံများကိုဆရာကြီးကမိသည့်အခါကားမျှမလုပ်ခဲ့ဘူးပင်သို့ရာတွင်အမှတ်တရကိစ္စနှစ်ကြိမ်ဖြစ်ခဲ့ဘူး၏တစ်ကြိမ်ကဆရာကြီးတပည့်ညမဲအဆုံးတွင်ရောက်ောက်ပါသောနမဲမကြီးကြီးစာရေးဆရာတယောက်သည်ဗြိတိသျှဘာမာမဂ္ဂဇင်းအဟောင်းထဲမှစုံတော့မောင်ဆန်ရှာဝတ္ထုကိုကော်ပီကူးပြီးနှင်ဆရာကြီးကပေးလိုက်သည်ဆို၍ကဝိမျက်မှန်မဂ္ဂဇင်းသို့သွားရောက်ပြီးရာကဝိမျက်မှန်တိုက်ကလည်းအထူးစစ်စစ်မနေပဲ ငွေ90ကျပ်ပေး၍ယူထားလိုက်နေသည်ထို့အခါကငွေကြေးရှားပါသောခစ်ဖြစ်သည့်ဖြင့်ရေဘူးရအဖြစ်ဝိထုတို့တစ်ခုကို35ကျပ်ထက်ပိုရဖို့ရန်ခဲ့ရင်တော်လဲဆရာကြီးပီမိုနင်းညင်ဆရာကြီးရွှေဦးတောင်တို့ဝိထုများကိုက90ကျပ်အထိပေး၍ဝယ်ယူကြနေသည်ပေါ်ပြပါကော်ပီမှာရိုက်နှိပ်ပြီးတပွက်တစ်ပြက်ကြမှမတမဇက်ွက်ပေါ်တော်လျာဆရာကြီးသည်အထူးစိတ်ဆိုးပြီးလျှင်၎င်းတစ်ပဲ့ကို လုံးဝစွန့်ပယ်လိုက်လေသည် ်နောက်တစ်ကြိမ်ကဂျပန်ခေတ်ကုန်ကဏ္ဍကဖြစ်၏စိန်ယူပေါက်သောတပည့်တယောက်သည်စုံသောဝတ္ထုတစ်ပုဒ်ကိုဆရာကြီး၏လေယူလေထားအတူကိုရေးသား၍လာပြပေးနှင့်ဆရာကြီး၏နာမည်နှင့်ထုတ်ဝေပါရစေဟုတောင်းမရာဆရာကြီးကတူတူခခညင်းပယ်လိုက်လေသည်သို့ပါရဲ့များမကြမီကယောကမဲညိရိုက်နှိပ်၍စာအုပ်ထွက်လာရာဆရာကြီးသည် ပြင်းပြင်းထန်ထန်သွားရောက်စုပူပြီးနှင့်ယခုအထိ၎င်းတစ်ပည့်ကိုအတိအမှတ်မပြုတော့ပေ စင်စစ်အားဖြင့်ဆရာကြီးတွင် စာရေးသည့်လုပ်ငန်းမှာဒုတိယဖြစ်၍စာရေးခြင်းထက်အရေးကြီးဝါသနာပါသောအကြောင်းတစ်ခုရှိသည်။၎င်းမှာအဘိဓမ္မာဖြစ်ရာအဘိဓမ္မာမှာစာတွေ့ညီးဖြစ်သော၎င်းလက်တွေ့ညီးဖြစ်သော၎င်းမျိုးရိုးစင်စက်မှစ၍လိုက်စားလာခဲ့သောလုပ်ငန်းကြီးတစ်ခုဖြစ်လေသည်။သို့ဖြစ်၍အသက်အရွယ်ကလည်းအတော်ကလေးထောက်လာပြီးဖြစ်သည့်အတိုင်းအတွင်းဘက်သို့ပြန်လည်သုံးသပ်သည့်အချိန်မှာများပြားလာလေရာယခုအခါဆရာကြီးအမြဲတမ်းရေးသားနေသော လူတို့သတင်းစာကိုကြည့်ရှုမြင်ဆိုနေမိမိကဲ့သို့လေးလေးနက်နက်လိုက်စားကြစေလို၍စေတနာဖြင့်ခက်ခဲသောအပြီးတမာသဘောများကိုခေလောကရဏီလောကျက်ကြီးများဖြင့်ညှိနှိုင်းသုံးသပ်၍ခေလူငယ်များလက်ခံစင်စားနိုင်လောက်အောင် မကြာခဏဤသားသည်များကို တွေးရှိရမည်ဖြစ်ပေသည်ဤအချက်ကိုသတင်းလွဲ့လွဲ့ပေါင်းဖက်တွေ့သော ကိုရောမိုင်းကြီးသည်ဆရာကြီးအပေါ်၌အထူးစေတနာထား၍ယင်းကြီးခင်မင်ခဲ့ပေရာလူဖုံးကြီးဟုနာမည်ကြီးသောပကြီးဆရာကြီးတို့ဦးနှင့် မလဲညံပအတင်းကြကြမှာလဲဤအချက်ပင်ဖြစ်တန်ရခြင်းသည်ယခုလောလောဆယ်တွင်ကြီးပွားရေးဥလာဤတောင်းပန်ချက်အရာဆရာကြီးပီမိုနှင်းရေးသားခဲ့သည်မဆုံးသေးသောအလက်ဇန်ဒါဒူမာဤသူရဲကောင်း၃ရဝတ္ထုကြီးကိုရွှေဥတော်ဤညီဖြင့်အစမှအဆုံးတိုင်းပြန်ဆိုရေးသားနေရာပြီးလူပြီးစင်ဖြစ်လေသည်ထိုစာအုပ်ကြီးပြီးလျင်အခြားတအူးကမိမိကိုယ်တိုင်ရေးဖို့ရန်အချိန်မရသဖြင့် တန်ဆိုရေးသားပေးပါရင်တောင်းပန်ပေးပို့ထားသောစာအုပ်ကြီးနှုတ်ကိုဆက်လက်ကင်မည်ဟုသိရ၏အထူးသဖြင့်ဆရာကြီးသည်စဉ်စားဉဏ်ထက်သန်စေခြင်းတတိပြတိကိုအားပေးခြင်းစိတ်သောထားမြင့်မြတ်စေခြင်းဇလန်းဇက်ွက်ကောင်းခြင်းစသောအင်္ဂါအရရတုနှင့်ပြည့်စုံသည့်စုံတော့မောင်ဆန်ရှားဝတ္ထုများကို အစမှအဆုံးတိုင်းပြန်ဆိုရေးသားခဲ့ပြီးဖြစ်တော်လဲယခုခေတ်စာဖတ်သမားများလူငယ်များမမိလိုက်သည့်ဗြိတိရှဘာမာမဂ္ဂဇင်းကဝိမျက်မှန် ကဝိတကောမဂ္ဂဇင်းဒုရိယမဂ္ဂဇင်းစသည်တို့၌အသီးသီးပါရှိခဲ့ကြလျာထိုမဂ္ဂဇင်းများမှာပျောက်ပြက်ကုန်ပြီဖြစ်သဖြင့်ယခုခေတ်အစာဖက်သမားများအတွက်အစမှအဆုံးတိုင်းစုံတော့ဥဆန်ရှာအသည့်ရွှေဥတော်အသည့်အဖြစ်နှင့် ထက်မှန်ရေးသားရန်ရည်ရွယ်ရင်းရှိနေသည်အမှန်အားဖြင့်မောင်ဆန်ရှာဝတ္ထုများမှာမြမကဉ္ဇဝင်တွင်မပြောက်ပြက်တဲ့သောစာကောင်းစာမွန်များဖြစ်ကြပါပေသည်မောင်ဆန်ရှာဝတ္ထုသာမဟုတ်တိမ်မြုပ်နေသည့် အခြားသောစာအညွန့်အဖူးများလည်းများစွာရှိသေးရာဤကိစ္စတွင်စိတ်စေတနာထက်သန်၍စွမ်းဆောင်နိုင်သော ရှုမဝဥကြောကလည်းမိမိဘက်ဆိုင်ရာတာဝန်အတွက်ဝမ်းမြောက်စွာနှင့်တာဝန်ယူပြီးဖြစ်သောကြောင့်များမကြမီစုံတော့ဥဆန်ရှာဝတ္ထုများသည်၎င်းအခြားသော တိမ်မြုပ်နေသည့်စာအမှုတွေများသည်၎င်းပလဲလုံးများကဲ့သို့စီကာစင်ကထွက်ပေါ်လာလိမ့်မည်ဟုမျှော်လင့်နေရပေတော့သည် မကြမီကမန္တလေးသို့ရောက်ခရာဆရာကြီးရွှေဦးတောင်ထံသို့သွားပြီးနေ စာပေအကြောင်းမှစ၍ထွေရလေးပါတို့ကိုဆွေးညင်းပြီးနောက်ကဲဆရာကြီးတပ်ပုံကလေးတော့ရိုက်ခွင့်ပြုမှာပဲဟေးအဲ့အာတော့မလုံနဲ့ဟေးငါဝါသနာမပါဘူးဆရာကြီးဝါသနာမပါတာအตาတီးခံပြီးတိုင်းပြည်ကကြည်ကျင်လို့ပါတဲ့ရှုမမဥကျော်ကလည်းဆရာကြီးတပ်ပုံရအောင်ရိုက်ခဲ့ဖို့မှားလိုက်ပါတယ်အမေမင်းကငါလာမြောက်မနေပါနဲ့တိုင်းပြည်ကကြည်ကျင်ရအောင်ငါကဘာမို့လို့လဲတို့နဲ့တပ်ပုံရိုက်ဖို့ကိုလက်လျှော့လိုက်ရ၏နောက်ဆုံးဤတကြီးကိုတတိယသဖြင့် ဒါဖြင့်ဆရာကြီးခွင့်မပြုနိုင်ရင် ရှိပါစေတော့။မျိုးပင်မဲတခြားတညရာကများမတော်တဆဆရာကြီးပုံရခဲ့ရင်တော့ထဲ့ပါရစေ။သူရိယမာလို့တော့ကအထူးသတင်းစာထဲမှာဥပကလေးတို့အားနာလို့အရိုက်ခံလိုက်တဲ့တပိုင်းပုံကလေးပဲရှိမှာပေါ့ကွာ။ဒီပြင်တော့မရှိပါဘူး။အဲ့ဒါပဲဖြစ်ဖြစ်ဘဲကပဲဖြစ်ဖြစ်ပေါ့။ဆရာကြီးရဲ့ခွင့်သာပြုပါ။ခုပြောရင်ထလာခဲ့ပြီနည်းဆရာကြီးဤညီမန္တလေးရှုမဝကိုယ်စားလှယ်ဥပစံဤအိမ်တွင်ချိတ်ထားသောဆရာကြီးခက်ရွေရွေက မိဘနှစ်ပါးနှင့်အမတ်တရဖြစ်စေခြင်းကရိုက်ကူးထားသည့်ပုံကြီးကိုတောင်းတောင်းပန်ပန်နှင့်အတင်းဖြုတ်ယူခဲ့ရပါကြောင်းငွေဥတောင်းရှုမဝအတွဲ၁အမှတ်၄စက်တင်ဘာ1948